မတရားတိုက်ခိုက်မှုကြီးကအရန်ကြောက်စရာကောင်းတယ်တိုက်ခိုက်မှုကြီးကအရန်ကိုယ်ကကြောက်စရာကောင်းတယ်ညဉ့်ညမ်းတဲ့ပုံလေးပါတွေကိုမဟုတ်ဖဲနဲ့ပေါ့နော်ဒီလိုမျိုးတွေဒီရဲ့ ID ရဲ့အနီးအရာတွေပေါ့နော်လောက်ကြတာတွေပေါ့လောက်ကြတဲ့အခါကျတော့အမတော်တော်မိန်းမတယောက်ဆိုရင်ပေါ့တော်ယုံတော်ယုံတာမမိန်းမတယောက်ဆိုရင်ကျွန်မလေးကိုကိုကိုစူးစိုက်လောက်သွားနိုင်တယ်အမအမတန်မအမလေးတန်ပါတဲ့အမျိုးသမီးမလို့အမကတော့ အဲ့တော့ထပ်ပေါက်အနေနဲ့ပေါ့မတရားနိုင်တိုက်ခံတဲ့ခါမှာမမညီပါထပ်ပေါက်အနေနဲ့ဘယ်လိုလုပ်ရလဲဆိုညီမလေးတခါတည်းနဲ့ပေါ့စကားချင်းချင်းအနေနဲ့အမေချမ်းဝင်ပလက်ရတာပေါ့ညီမလေးရဲ့အဲ့တော့မှကိုလည်းတတ်တာပါလားလေထပ်ပေါက်အနေနဲ့အဲ့လိုမျိုးတွေပြန်ပြီးတော့တုံ့ပြန်တယ်အဲ့လိုတုံ့ပြန်တဲ့ခါကျအမှန်မှတော့အမအရိုးတာလားညီမလေးသူတို့ကဒီလိုဖြစ်စေခြင်းလို့တိုက်ခိုက်တာညီမလေးရဲ့ဒီလိုဖြစ်စေခြင်းလို့ဒီလိုသူတို့ကတိုက်ခိုက်ကြတာအမကရိုးတာတဲ့လူအရိုးတာဆုံးသဘောရိုးဆိုတော့အမကသူတို့ရဲ့အကွက်ကိုသူတို့ရဲ့လှက်ကွက်ပေါ့သူတို့ကွက်ထဲဝင်သွားတာပေါ့အမဝက်ကအမရဲ့အဲ့လိုအမေချမ်းဝင်တဲ့ကိစ္စတွေအကြမ်းတမ်းတွေဟာပိုဖြတ်တောက်ဆက်ပြီးပိုတင်ပေါ့အဲ့ဒီမှာဟိုတိုက် ိုက်တယ်ရတိုက်ခိုက်မှုတွေကခုနအမပြောသလိုအဲ့လိုတွေဖြစ်တာဒီမှာသိတာအဲ့တော့မဆုံးတော့ဘောသမီးရဲ့အဲ့ဒီတိုက်ခိုက်တဲ့အပေါ်မှာတော့မမညီမတော့ကိုပြစီကောင်းချောင်းလေးကိုပဲပြောတာကို့အချောင်းမဲ့ကိုပြောတာပါဘောနော်ဟိုတိုက်ခိုက်ဖို့ဘောနော်မတိုက်ခိုက်စေချင်ဘူးပေါ့ညီမလေးအဲ့လိုမျိုးပေါ့မတိုက်ခိုက်စေချင်ကိုပြစီကိုဘာတွေများအမအပြစ်တွေကျူးလုံပြီးဘယ်အပြစ်တွေဘာတွေလုံနေလို့လဲဒီဈေးလေးဈေးဈေးပဲရောက်လာလေအွန်လိုင်းမှာအဲ့တော့အသေးအံတိုက်ခိုက်တာတွေကတော့အမအနေနဲ့ကတော့မကောင်းဘူးပေါ့ညီမလေး စိတ်ထဲမကောင်းဘူးပေါ့စိတ်မကောင်းတာပေါ့နော်လူတွေတက်ကကြတော့စီးပွားသူကုန်သူလုပ်ငန်းသူအများဆုံးပေါ့ညီမလေးစီးပွားသူကုန်သူလုပ်ငန်းသူအများဆုံးပဲပေါ့နော်အဲအဲ့ဒါအဲ့ဒါတည်းကတော့ရှိတာပေါ့ညီမလေးအဲ့ဒါမျိုးတွေအဲအရင်တော့ကအဲကိုကသူတို့ကိုခိုင်းနေမယ်အခုမခိုင်းတော့ဘူးအဲဒီလိုအလုပ်လေးတွေပေါ့ဒီလိုအလုပ်သမားအလုပ်လေးတွေရှိမယ်လေသူတို့အရင်တော့သူတို့ကကိုလက်တွဲလုပ်နေအခုမလုပ်တော့ဘူးဒါမျိုးလေးတွေလည်းတိုက်ခိုက်တာလေးတွေတွေ့ရတယ်ညီမလေးသိတာပေါ့ညီမလေးအကောင့်တူနဲ့ပဲလိုလာလာအမရှိမိတာပေါ့ကိုနဲ့သူနဲ့ပြောထားတဲ့စကားလုံးတွေကိုမှတ်မိနေရတယ်ဒီစကားလုံးတွေလာတော့ရင်ဘယ်လိုဆိုကိုသိတာပေါ့ညီမလေးဒါမျိုးလေးတွေပေါ့ ခံရတာပေါ့ညီမလေးအောင်မြင်မှုတွေရတဲ့အလူအလဲပဲအော်ဟိုနည်း sorry ဟိုတိုက်ခတ်ခံရတာအောင်မြင်လာတာညတိုက်ခတ်ခံရတာအလူအလဲပဲပေါ့အလူအလဲဆိုရင်ညီမတို့စိုးတာတော့ညီမလေးဂရုတွေထောင်ပြီးတိုက်ခတ်ကြတယ်သူတို့လိုချင်တဲ့နေရာအပိုင်းအဆက်ကလေးလောက်လှုပ်ပြီးတော့ဖြတ်တောက်ကပ်ရှင်အမျိုးမျိုးနဲ့ဒီလိုတွေရေးဒီလိုတွေတိုက်ခတ်ကြတာပေါ့ဒါမဲ့မမကတော့ညီမလေးရဲ့ဘလိုလဲတိုက်ခတ်တိုက်ခတ်မမညိုကြီးကဈေးရောက်နေတဲ့နေရာမှာကိုက ကိုပစ္စည်းကောင်းချောင်းပဲပေါ့အဓိကတော့တောင်တော်ပါချောင်းပဲပြောချင်တာပါတောင်တော်ပါချောင်းကိုပစ္စည်းကောင်းချောင်းတောင်တော်ပါချောင်းပဲပြောတာညောင်တော်ကအလိုလိုမသားမညာဖြစ်ပြီးရောတိုက်ခိုက်ကြတာပေါ့ညီမလေးအဲ့ဒီတိုက်ခိုက်တဲ့အပေါ်မှာတော့မမညီမတော့ကိုပစ္စည်းကောင်းချောင်းလေးကိုပဲပြောတာကို့အချောင်းပဲကိုပြောတာပါပေါ့နော်ဟိုတိုက်ခိုက်ဖို့ပေါ့နော်မတိုက်ခိုက်စေချင်ဘူးပေါ့ညီမလေးအဲ့လိုမျိုးပေါ့မတိုက်ခိုက်စေချင်ကိုပစ္စည်းကိုဘာတွေများအမအပြစ်တွေကျူးလုံပြီးဘယ်အပြစ်တွေဘာတွေလုပ်နေလို့လဲဒီဈေးလေးဈေးဈေးပဲရောက်လာလေအွန်လိုင်းမှာအဲ့တော့အသေးအတန်တိုက်ခိုက်တာတွေကတော့အမအနေနဲ့ကတော့မကောင်းဘူးပေါ့ညီမလေး စိတ်ထဲမကောင်းဘူးပေါ့စိတ်မကောင်းတာပေါ့နော်ရှိတာပေါ့ညီမလေးတခါလေချမ်းလို့ရှိရင်တခါလေချမ်းရင်အမဟိုတို့ကမတရားတိုက်ခိုက်မှုကြီးကအရန်ကြောက်စရာကောင်းတယ်တိုက်ခိုက်မှုကြီးကအရန်ကိုယ်ကကြောက်စရာကောင်းတယ်ညဉ့်ညမ်းတဲ့ပုံလေးပါတွေကိုမဟုတ်ဖဲနဲ့ပေါ့နော်ဒီလိုမျိုးတွေဒီရဲ့ ID ရဲ့အနီးအရာတွေပေါ့နော်လောက်ကြတာတွေပေါ့လောက်ကြတဲ့ခါကျတော့အမတောင်းတောင်းမိန်းမတယောက်ဆိုရင်ပေါ့တော်ယုံတောင်းယုံတာမမိန်းမတယောက်ဆိုရင်ညီမလေးကိုကိုကိုစူးစိုက်လောက်သွားနိုင်တယ်အမအမတန်မအမလေးတာမတဲ့အမျိုးသမီးမလို့အမကတော့ အဲ့တော့ထပ်ပေါက်အနေနဲ့ပေါ့မတရားတိုက်ခိုက်ခံရတဲ့ခါမှာမမညီပါထပ်ပေါက်အနေနဲ့ဘယ်လိုလုပ်ရလဲဆိုညီမလေးတခါတည်းနဲ့ပေါ့စကားချင်းချင်းအနေနဲ့အမေချမ်းဝင်ပလက်ရတာပေါ့ညီမလေးရဲ့အဲ့တော့မှကိုလည်းတတ်တာပါလားလေထပ်ပေါက်အနေနဲ့အဲ့လိုမျိုးတွေပြန်ပြီးတော့တုံ့ပြန်တယ်အဲ့လိုတုံ့ပြန်တဲ့ခါကျအမှန်မှတော့အမအရိုးတာလားညီမလေးသူတို့ကဒီလိုဖြစ်စေခြင်းလို့တိုက်ခိုက်တာညီမလေးရဲ့ဒီလိုဖြစ်စေခြင်းလို့ဒီလိုသူတို့ကတိုက်ခိုက်ကြတာအမကရိုးတာတဲ့လူအရိုးတာဆုံးသဘောရိုးဆိုတော့အမကသူတို့ရဲ့အကွက်ကိုသူတို့ရဲ့လက်ကွက်ပေါ့သူတို့အကွက်ထဲဝင်သွားတာပေါ့အမဝင်ကအမရဲ့အဲ့လိုအမေချမ်းဝင်တဲ့ကိစ္စလေးအကြမ်းတမ်းလေးဟာပိုဖြတ်တောက်ဆက်ပြီးပိုတင်ပေါ့ညီမလေးအဲ့ဒီမှာဟိုတိုက် ိုက်တွေတိုက်ခိုက်မှုတွေကခုနအမပြောသလိုအဲ့လိုတွေဖြစ်တာဒီမှာသိတာအဲ့တော့မဆုံးတော့ဘောသမီးရဲ့ သူတို့ကတည်းသူတို့ကအမအော်ဒီလိုအကွက်ထဲဝင်နေလို့ပြောတယ်အမကလည်းရိုးတဲ့အခါကျတော့နားမတော်သူတို့အကွက်ထဲဝင်နေဝင်တော့အမေချမ်းနေဝင်တဲ့စကားချက်နေပြောတယ်အဲ့ဒီအချမ်းတွေပဲလူချင်းတို့သူတို့ကပြန်တင်နေအော်ဒါလေးကိုတင်ရမလားအမကပြောပြောအဲ့ဒါနဲ့ပဲမုံလုံးဆက်ကူကတ်နေတာပဲညီမလေးအခုချိန်ထိပဲအဲ့တိုက်ခိုက်မှုတွေရတယ်လေအောင်မြင်ကားစားအချိန်တုန်းကဆိုရင်နဲ့ဆိုင်တော့အမကအရင်တော့အောင်မြင်ကားစားမှာကိုမျိုးကိုရမှာပေါ့နော်အဲဒီလိုပေါ့ကိုမျိုးကိုရမှာအမ900ကျန်တန်လေးပေါ့ကိုအောင်မြင်တဲ့အချိန်မှာ900ကျန်တန်ထမင်းဆိုင်လေးဖွင့်ပေးသေးတယ်900မရှိစင်းရသားတွေအကုန်လုံးပေါ့နော်နွမ်းပါတဲ့လူတွေစားလို့ရ900ကျန်တန်ထမင်းဆိုင်လေးတတ်တာချောင်းကြီးလေးအမလုပ်ပေးသေးတယ်အဲ့ဒီမှာပို့ဆိုးလာတာ900ကျန်တန် ဖွင့်တဲ့အချိန်မှာပို့ဆိုးလာတာပဲသမီးသားတိုက်ခိုက်မှုတွေကပို့ဆိုးလာတာအမပို့ပြီးအောင်မြင်သွားမှာကြောက်ကြတယ်ထင်ပါတယ်သိလားအဲ့ဒါမျိုးနဲ့တူပါအဲ့လိုမျိုးတော့ကို့ဒါကို့အထင်မှာအဲ့ဒီမှာပို့ဆိုးလာတယ်ညီမသိလားအာတို့တို့တိုက်ခိုက်တာဒီမှာကြောက်စရာထမင်းဘူးရီယာအစဟိုအမလည်းအလုပ်ပင်မှာတော့တစ်ခါကျထမင်းဘူးရီယာမှားလာတယ်ရှိတာပေါ့အဲ့ဒီထမင်းဘူးရီယာမှားလာအစနေစတိုက်ခိုက်တာနောက်ဆုံးမှာထမင်းဆိုင်လေးကိုရက်လိုက်ရတဲ့အနေထားကိုဖြစ်သွားတာအဲ့အဲ့900ကျပ်တန်ထမင်းဆိုင်ဖွင့်တဲ့အချိန်မှာပို့တိုက်ခိုက်လာတာညီမလေးအခုချိန်ကြီးတိုက်ခိုက်နေတော့မှညီမလေးအခုချိန်တော့ group တွေရှိနေတာပဲ group တွေနဲ့တိုက်ခိုက်နေတာပဲတို့တို့ group တွေမှာသွားကြည့် လာမကြည့်ကြည့်အောင်ခုမောင်းနိုင်ညီမလေးတို့ view လာတဲ့အောက်မှာတော့မှသူတို့လင့်နေပါလေလာချမယ်သူတို့ group ကိုဖိတ်ခေါ်မယ် အဲသူတို့ဒါမျိုးတွေတော့သူတို့လောက်ကြအောင်ပါညီမလေးအဲ့လောက်တိကိုတိုက်ခိုက်တာဆိုတော့ဂရုထောင်ပြီးတိုက်ခိုက်တာဆိုတော့သူ့ရဲ့တိုက်ခိုက်မှုကမသေးဘူးပေါ့ညီမလေးရေလူတွေတိုက်ခိုက်ကြတာစီးပွားတူကုန်တူလုပ်ငန်းတူအများဆုံးပေါ့ညီမလေးစီးပွားတူကုန်တူလုပ်ငန်းတူအများဆုံးပဲပေါ့နော်အဲအဲ့ဒါအဲ့ဒါတွေကတော့ရှိတာပေါ့ညီမလေးအဲ့ဒါမျိုးတွေအဲအရင်တော့ကအဲကိုကသူတို့ကိုခိုင်းနေမယ်အခုမခိုင်းတော့ဘူးအဲဒီလိုအလုပ်လေးတွေပေါ့ဒီလိုအလုပ်သမားအလုပ်လေးတွေရှိမယ်လေသူတို့အရင်တော့သူတို့ကကိုလက်တွဲလုပ်နေအခုမလုပ်တော့ဘူးဒါမျိုးလေးတွေလည်းတိုက်ခိုက်တာလေးတွေတွေ့ရတယ်ညီမလေးသိတာပေါ့ညီမလေးရေအကောင့်တူနဲ့ပဲလိုတာလားအမရှိမိတာပေါ့ကိုနဲ့သူနဲ့ပြောထားတဲ့စကားလုံးတွေ ကိုမှတ်မိနေတာဒီစကားလုံးတွေလာတော့ရင်ဘလူဆိုကိုသိတာပေါ့ညီမလေးဒါမျိုးလေးတွေပေါ့ဟောတိုက်ခိုက်တဲ့လူတွေဘလူလေးပြောချင်လဲဆိုတော့မတိုက်ခိုက်စေချင်ဘူးပေါ့ညီမလေးမတိုက်ခိုက်စေချင်ဘူးပေါ့ဒေါ်ညုံမောင်လေးဆိုတာဘာဒီအပြစ်တွေလုပ်နေလို့ဘာအပြစ်တွေများကျူးလွန်နေလို့လဲပေါ့နော်ကိုယ့်ဘက်ကိုရိုးသားနဲ့စ조사ပြီးတော့ဒီလိုမျိုးပဲပေါ့လေအလုပ်တွေလှုပ်ရှားနေတာမောင်တထမ်းမယ်တရွတ်နော်ညီမလေးရေဒီလိုမျိုးပဲအိမ်ထဲမှာနေပြီးတော့အမျိုးသမီးတယောက်အနေနဲ့ ကိုယ့်အိမ်ထဲမှာနေကိုလှုပ်ဆောင်တာဘယ်ကိုမှလည်းဘာကိုမှလည်းမပြောဘာကိုမှလည်းမဟုတ်တာမလုပ်တဲ့အမျိုးသမီးတယောက်ကိုဘာချောင်များပေါ့တော့ချို့ဆိုရင်တိုက်ခတ်တာယောက်ျားလေးအောင်ပါတယ်ညီမယောက်ျားကြီးလေးအောင်ပါတယ်နော်ဖျားစုပါမင်းယောက်ျားလေးပေါ့နော်ဖျားစုပါမင်းယောက်ျားလေးအထရသက်၁၈ရက်ကိုတင်လို့ရတယ်မင်းယောက်ျားယောက်ျားလေးယောက်ျားကောက်ယောက်ျားမြတ်တယ်နော်ဖျားစုပါလို့ရတယ်မင်းယောက်ျားလေးရောဘာဖြစ်လို့များအဲ့လိုတိုက်ခတ်ယောက်ျားကြီးတယ်အောင်ပါတယ်တိုက်ခတ်တဲ့အထဲမှာညီမလေး အဲ့လိုမျိုးတွေပေါ့စိတ်တက်တယ်တခါလေးကြာမိတာပေါ့တခါလေးစိတ်တက်ကြာမိတာပေါ့စိတ်တက်ကြာမိတာဒါမှမဟုတ်ဒါတွေဟာအမိုက်တွေပါလို့ပဲကိုကိုကိုစတောင်းဖြစ်အောင်ပြန်ပြီးရောအားတွေမွေးပြီးရောပဲအမအရှိတ်ဆက်နေရတာပေါ့ညီမလေးရဲ့တိုက်ခိုက်တာတော့အလုံးကြီးနဲ့တိုက်ခိုက်ကြတာသူတို့မှာ group တွေရှိတယ်အဖွဲ့တွေသူတို့အဖွဲ့တွေရှိတယ်ဆက်ဆက်မှုတွေရှိတယ်သူတို့အဲ့လိုတွေတိုက်ခိုက်ကြတာညီမလေးကောင်းနေတာပဲရောင်းနေအခုဆိုရရောင်းနေရတာပဲညီမလေးမနေ့ကဟိုတနေ့ကနေဆိုမြန်မာပြည်မှာကုမ္ပဏီတွေအများကြီးပိုင်တဲ့တထေးတွေလာပြီးအားပေးကြတာညီမသိလားတူတူအားပေးကြတာမှ အားပေးကြတယ်ပေါ့ညီမလေးရေနော်မပြောတော့ပါခမန်းကြီးကတော့ညီမလေးရေရောင်းရပါတယ်ပေါ့လောက်ပဲပြောပြရစီပေါ့ညီမလေးနော်ရောင်းရပါတယ်ရောင်းရပါတယ်ဆိုတဲ့နေရာမှာဒီ online ဆိုတော့ညီမလေးရေပြောချင်တာ online ဆိုတော့ line ကောင်းရင်ကောင်းသလိုမကောင်းရင်လည်းမကောင်းသလိုပဲအများတိုင်းပဲ non shot ရောင်းနေရတာတော့မဟုတ်ဘူးညီမလေး line ကောင်းရင်ကောင်းသလိုရောင်းရတာပဲ line မကောင်းပြန်တော့လေဒီလိုလေးပဲ ခပပလေးပဲအေးလေးပဲလိုင်းကောင်းလာပြန်ပြီဟေ့ဆိုဒီပေါ့ဗျူဝါတွေကအကုန်မြင်တယ်အကုန်ကြည့်တယ်ကြောက်တန်းသွားကြအောင်မဟေ့ဆိုအင်းရှင်းမလိုက်ကားပါကင်းလေးချက်ပိန်နေအောင်အာဒလီလေးလည်းပို့ရတာပေါ့နော်မမဒလီလေးလည်းပို့ဒလီကတော့တရက်ချားတစ်ခေါက်ပို့တယ်ဒလီကတော့လေအဲ့လိုမျိုးလေးပို့တာပေါ့နော်ချောင်းလာအတွင်းမှာပဲဟုတ်တယ်ညီမလေး online shop ကိုတက်ပြီးသား6လအတွင်းမှာပဲဒီလုပ်ငန်းကိုတိုးချက်နိုင်တာပေါ့အမဒီခုနပြတဲ့ငပီအိုးလေး၄၅၈အိုး9အိုး6အိုးလောက်ကနေ6အိုး9အိုး8အိုးလောက်ကနေပြီးတော့ပဲအမအဲ့ဒီလိုမျိုးပေါ့နော်လုပ်ငန်းကိုမြင်နေအောင်ချက်ချင်းဝယ်ပြီးတော့အဲ့ဒီလုပ်ငန်းကိုလုပ်နိုင်တာပဲပေါ့6လအတွင်းကိုလုပ်နိုင်တာညီမလေး6လ6လအတွင်းကိုအဲ့ဒီနေရာမှာပေါ့အဲ့ဒီနေရာမှာဆိုရင်ရှေ့မျက်နှာစာ တရားပေါ့တရားနောက်ကိုတရားတရားပတ်ချလဲပေါ့အဲ့ဒီအကွက်ကိုတော့အရင်ဆုံးဝင်နေတာပေါ့နောက်ကြမှာပတ်စံနေစုပြီးနည်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 းပေါ့ညီမလေးအဲလုံးအောင်လေးကွက်လောက်တော့ဖြစ်သွားတာပေါ့ချစ်တဲ့သူတွေချစ်တဲ့သူတွေအတွက်ကတော့ဆက်လက်ပြီးချစ်ပေးပါပေါ့လေအားပေးပါကိုယ့်ရဲ့ချစ်သူတွေပေါ့နော်အချစ်တဲ့တွေရောအချစ်ဟောင်းတွေရောအကုန်လုံးပေါ့ပေါ့နော်ဟိုကြိုဆိုပါတယ်ပေါ့မုန်းတဲ့သူတွေအတွက်ကတော့မုန်းတဲ့သူတွေအတွက်ကိုပြောရမယ်ဆိုရင်တော့မမကြီးကဘာတွေလုပ်နေလို့မုန်းတာလဲပေါ့နော်အဲအဲ့တော့ပြောချင်တာကတော့ချစ်စာကိုရှည်စေမုန်းစာကိုတူစေပေါ့ညီမလေးဒီစကားနဲ့ပဲအမားက ဘာကြောင့်မုန်းတာလဲမုန်းတဲ့အရင်မုန်းတဲ့အကြောင်းတရားကိုရှာမုန်းတဲ့အကြောင်းတရားကိုရှာအမကမုန်းစရာဘယ်အထိကောင်းနေလို့လဲဗောနော်ကဲကောင်းမင်းမုန်းစရာအဲမုန်းစရာအရန်ကောင်းနေဆိုရင်တော့ချစ်စာကိုရှင်ပြီးမုန်းစာကိုတိုးချရအောင်လားဗောညီမလေးဒါမျိုးလေးပဲပြောချင်ပါတယ်ညီမလေးနော်ဟုတ်ကဲ့ပါ